ဟုတ်ပြီเนาะအခုကျွန်တော်ပြောခြင်းတဲ့သတင်းဒူးလေးတစ်ခုပေါ့ဗျာအာဘလို့ဖြစ်လဲဆိုတော့ဒီစာတင်ကြောင်းတွေကိုဘုံကျဲတာများလာတဲ့အခါကျတော့လေကြောင်းနဲ့တိုက်ခိုက်ခံရတဲ့ဟိုအခြေအနေတွေများလာတဲ့အခါကျတော့တစ်ဖက်ကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့အခုဟိုလှုပ်ဆော်လာတဲ့အခြေအနေပေါ့လေအဲ့ဒီအခြေအနေကဘယ်လောက်ထိထိရောက်တယ်လဲဆိုတာအဖြေတစ်ခုတော့ထွက်လာတယ်ဗျာ အတော်လည်းတပ်ဖွဲ့တွေကဒီလေကြောင်းတိုက်ခိုက်ခံရတာကို ပြန်ပြီးတော့တုတ်ပြန်မှုသူတို့အခုလှုပ်ဆော်လိုက်တဲ့အခြေအနေမှာဟိုငှက်ကင်မရတော့လဲအဲငှက်တိုက်ရှာမယ်ဗောလေเนาะငှက်သားမိတွေငှက်ဥတွေအကုန်ခွဲမယ်ဗောလေငှက်ကင်မရရင်ငှက်တိုက်ရှာဖြတ်မယ်ဗောဆိုတော့ဒီတော်လိုင်းတပ်ဖွဲ့တွေရဲ့ဟိုအဲလှုပ်ဆော်မှုက ော်တော်ထိရောက်တယ်လို့ပြောရမယ်စက္ကစတော်တော်ကြောက်သွားပြီးတော့ဘာဖြစ်လိုက်လဲဆိုတော့အာမနေ့ကပေါ့ဗျာဒီစစ်ကောင်စီလေဓာတ်အတွင်းမှာရှိတဲ့လေဓာတ်အရာရှိနေစစ်တီများအားလုံးရဲ့ Facebook နဲ့เนาะဒီ TikTok စတာတွေအသုံးပြုတာကိုတဲ့ကန့်တတ်လိုက်ပြီတဲ့เนาะအာဒီစစ်ဘက်ဆိုင်ရာအရာရှိတွေဒီ TikTok တွေအာသုံးဖို့ ့ Facebook ဒီတုံးနေဖို့အဲ့ဒါတွေကိုဟိုဟိုဘယ်လိုပြောမလဲမပေးတုံးတော့ဘူးဗောဗျာနောက်ရောက်ခံလိုက်လို့ရမှာဆိုလို့အဲဒါလေးကလည်းဟိုငှက်กินမရတော့လဲငှက်တိုက်တွေအဖြတ်ခံရပြီငှက်ဥတွေကွဲမှာကြောက်လို့နေတူတယ်เนาะအဲ့ဒါဆက်ပြီးတော့ကျွန်တော်ဆက်ပြောခြင်းတယ်အဲ့မှာ तू ကဘာဆက်ပြောထားလဲဆိုတော့ကြီးတော့ကြီးရတယ်ပြီလား तू तू တို့ထုတ်လိုက်တဲ့ဥစ္စာက ။ဘာလို့ဆိုစစ်ကောင်စီလေတပ်အတွင်းလေတပ်အရာရှိများကိုတဲ့ Facebook နဲ့ TikTok အပါဝင်ဒီအသုံးပြုမှုတွေကိုတဲ့သူတို့ကဟိုကန့်တက်လိုက်တယ်ဆိုတာနဲ့မပြီးသေးဘူး။တခါနောက်တစ်ခုထပ်လာတယ်။လေတပ်လုံခြုံရေးအရာတဲ့နော်ဒီလူမှုကွန်ရက်အသုံးပြုမှုများကိုအထူးနော်အာဘယ်လိုပြောမလဲကိစ္စတရအနေဖြစ်တဲ့ကန့်တတ်ဆောင်ရွက်တားမြစ်တာဖြစ်တယ်တဲ့အခုက ကျွန်တော်နားလေတာကစကစကတူကဟိုမြေပြင် ground တက်ဖွဲ့မရှိတော့ဘူးမြေပြင် ground တက်ဖွဲ့ကလည်းအရန်အားနေနေတယ်တဲ့အချက်နောက်နှစ်အချက်ကမြေပြင်မှာရှိနေအခုကရင်ပြည်နယ်ကစခန်းနေဆိုရင်ဗျာဟိုဘလို့ပြောမလဲတိုက်တာနဲ့ကြတယ်ဗျာဘာလို့ရိတ်ခါမပို့နိုင်တော့ဘူးကရင်ပြည်နယ်ဆိုရင်အခုဆိုရဟယင်ပြန်တန်းတာတို့ရဟယင်အနှိပ်ပြန်တန်းတာတို့တခါရဟယင်ပြစ်ချခံလိုက်ရတယ်ကရိတ်ခါသွားပို့လောက်မဲ့ရဟယင်မျိုးတွေ မတုံးရဲတော့မတုံးရဲတော့အဲ့တို့တို့စခန်းနေမှာရိတ်ခါတွေငါပြတ်တောက်နေတယ်ဆေးဝါးတွေပြတ်တောက်နေတယ်ဆိုတော့ဆိုလိုချင်တာကတို့ဒီ supply ကိုအထေချာမလုပ်ပေးနိုင်တော့မလုပ်ပေးနိုင်တဲ့အခါကျတော့ဟိုကကောင်တွေကငတ်ပြတ်နေတဲ့အခါကျတော့တက်တိုက်တာနဲ့ထွက်ပြေးမယ်လက်နဲ့ချမယ်အဲအဲအဲ့လိုမျိုးပေါ့လေဒါမှမဟုတ်လည်းအလင်းဝင်မယ်အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာတိရလဲဆိုတော့အဲ့ဒီထိုင်းနိုင်ငံဘက်ကိုပြေးသွားတဲ့ စစ်အရာရှိတယောက်ကကျွန်တော်အကြောင်းတစ်ခုရပါလေအဆက်အသွယ်ရတော့သူ့ကိုနည်းနည်းလေး view ကြည့်တော့အဲ့စစ်အရာရှိကိုကျွန်တော်ကမေးတယ်သူကဗိုလ်ကြီးအဆင့်မှာသူကလက်နဲ့လည်းမချဘူးဟုတ်ဟုတ်တယ်အာပြီးတော့အညံ့လည်းမခံဘူးဒါပေမဲ့သူကစကမ်းတော့ဆွန့်လွတ်ခဲ့တယ်ဆိုတော့ကျွန်တော်ကမေးတယ်ခင်ဗျားဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲလို့ခင်ဗျားတိုက်ဘောလို့ဒါမှမဟုတ်လေခင်ဗျားလက်နဲ့ချလိုက်ပေါ့လို့ဆိုတော့ ။ तू ကဘာပဲကျွန်တော်တို့ကလက်နဲ့ချခြင်းနဲ့တဲ့။အဲ့ဒါနဲ့ကျွန်တော်ကမေးတယ်အထက်ရရှိကြောက်ခင်ဗျမချတာလားမဟုတ်ဘူးတဲ့။ကျွန်တော်တို့လက်ကချတာနဲ့တဲ့။ဟိုဟိုအလင်းဝင်တာနဲ့တဲ့။ तू တို့ကရုပ်တံတွေရိုက်ပြီးတော့လွှင့်တော့ဟိုဘက်မှာရှိတဲ့အဖေအမေတွေညီကိုမောင်နှမတွေဆွေစဉ်မျိုးဆက်အကုန်ဒုက္ခရောက်ကုန်တာတဲ့။အာကျွန်တော်တော့ပါမြင်လဲဆိုတော့ဒီ PDF တွေတိုင်းရင်းသားတွေလုတ်တဲ့ပုံစံက သူတို့ကတော့အဲ့ဒီလောက်ရည်ရွယ်ပြီးလောက်တာတော့မဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်။အာဒီဘိုကြီးလက်နဲ့ချလာတယ်ဒီဘိုကြီးအာဒီအလင်းဝင်လာတယ်ပေါ့လေ။ဒါကိုအများပြည်သူသိအောင်နဲ့တက်တွင်းကသူတွေသိပြီးသူ့လိုအလင်းဝင်လာအောင်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့အင်တာဗျူးလုပ်ပြီးတော့ထုတ်လွှင့်တယ်လို့ကျွန်တော်ကိုယ်ရှယ်လေးနားလဲတယ်။ဒါပေမဲ့အဲ့ဒီဘိုတယောက်ကသူကလက်နဲ့လည်းမချဘူး။အလင်းလည်းမဝင်မနဲ့ထိုင်းဘက်ကိုထွက်ပြေးသွားတယ်ပေါ့ဗျာ။ ထွက်ပြေးသွားပြီးတော့အဲ့ထိုင်းထောက်လိုက်တက်ဖွဲ့တက်ဖွဲ့ရနေအဲခေါ်ယူထားပေးပြီးတော့သူအဲ့မှာခဏခိုးလုံနေတဲ့အချိန်မှာကျွန်တော်ကအဆက်အွယ်ရပြီးမေးကြည့်တော့မဟုတ်ဘူးတဲ့ကျွန်တော်အလင်းဝင်ကျင်နေတဲ့ဒီဘက်ကိုတဲ့ဒီဒီဒီအာတိုင်းရင်းသားတွေဘက်ကိုဒါပေမဲ့ကျွန်တော်တို့ကိုအင်တာဗျူးပြီးတော့ online ပေါ်ပြန်တင်တော့တဲ့ဟိုဘက်ကဆွေစဉ်မျိုးဆက်အကုန်ဒုက္ခရောက်ကုန်တာတဲ့အဲ့ဒါအဓိကဖြစ်နေတယ်တဲ့ အမှန်ပါတော့ဗျာရတယ်ကျွန်တော်အလင်းဝင်သွားတယ်ဘူကြီးဘူတူဘူတူအလင်းဝင်လာပြီ ပြောလို့ရတယ်ဗျာတဲ့ဒါပေမဲ့ပြဿနာအဲ့လိုလုပ်တဲ့အခါကျတော့ဟိုဘက်ကကျွန်တော်တယောက်ပဲအလင်းဝင်လိုက်လာတဲ့ကြံတဲ့လူတွေပို့အမှောင်ကျသွားတယ်တဲ့အဲ့ဒါကိုလည်းကျွန်တော်သိရတယ်နော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြတာအခုအဲ့ဒီစစ်တပ်ကဖြစ်နေတဲ့ဥစ္စာကအခုလေတပ်ကိုဒီလူမှုကွန်ရက်တုံးဆွဲမှုကိုအထူးကန့်တတ်လိုက်တယ်ဗျာအဲ အဲဘလောက်တောင်တို့ဟိုလန့်သွားလဲဆိုတော့အခုကငှက်กินငှက်กินနဲ့ငှက်ကกินမရတော့အတိုက်တွေဖြက်ဥတွေခွဲတော့မှာလေလေတက်အရာရှိနေစစ်တီများရဲ့တဲ့နော် profile lock ချထားပြီးတော့နော်အဲ့ဒီ profile lock ဒီလုတ်လုတ်ထားရမယ်ဗောနော်ချထားဖို့ရခင်ကလေတက်နဲ့ဆိုင်နဲ့အကြောင်းအရာတွေတင်ထားတာရှိရင်လဲပြန်ဖြက်ဖို့အမိတ်ပေးတယ်တဲ့နော် ဘယ်တော့ဆိုလဲဆိုတော့ကဲစဉ်းစားကြည့်ကျွန်တော်ပြောပြောနေတယ်မင်းတို့ကောင်နေတတိမရှိဘူးမှလားမင်းတို့မျက်ခွာမပြရဲဘူးလားကျွန်တော်ပြောနေတာအခုမှเนาะအခုအခုတခုတော့ထွက်လာပြီအဲပေးခြင်းနဲ့ message က profile lock ချရမယ်တဲ့เนาะရခင်ကလေဓာတ်နဲ့ဆိုင်နဲ့တင်ထားတဲ့အကြောင်းအရာတွေရှိရင်ဖြတ်ပြရမယ်တဲ့ဟုတ်ပါတယ် Facebook မှာ AI ရှိတယ် okay တုံးဆွဲသူကတော့ကြည့်လို့မရဘူးပေါ့เนาะ Facebook data မှာတော့ခင်ဗျားတို့ဖြတ်လိုက်လဲ ရှိနေတယ်ဗျဒါတော့တိအောင်ပြောပြမယ်အခု Facebook မှာ AI Meta ပါလာတယ်เนาะအဲ့ဒါလည်းတိဖို့လိုတယ်เนาะဒီကောင်းနေအာပွင့်ပွင့်လင်းလင်းပြောရင်ဗျာဖျက်လိုက်လဲခင်ဗျားတို့စီမှာတာမမြင်ရတာဒါပေမဲ့ Facebook data ထဲမှာတော့မပြတ်သွားဘူးဗျဟုတ်ပြီเนาะအဲအဲ့လိုမျိုးအဲ့လိုမျိုးနောက်တစ်ခုက तू อ่ะအာဟိုဘာထပ်လောက်ထားလဲဆိုတော့ဒါဒါအားလုံးသိအောင်ကျွန်တော်ပြောပြခြင်းလို့ပါเนาะ तू อ่ะအဲ့ဒီလို့ လေတန်းအကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ပြီးတဲ့နောက်မှာတဲ့တိုက်လေရင်မောင်ပိုက်လော့များရဲ့မိဘနဲ့ဆွေမျိုးအရင်းများကိုတဲ့တက်အတွင်းသို့နေထိုင်ခွင့်ပြုတ်ထားတယ်လို့သိရတယ်တဲ့ဒီတိုက်လေရင်ဟိုတနေ့ကပေါ်သွားတဲ့ရုပ်ကအဲ့ဒီမိသားစုညီကိုနှစ်ယောက်ရဲ့ရုပ်ကအဲ့ဒါအသေးချပဲအခုဆိုရင်ချက်ချင်းစစ်တပ်ကအဲ့ဒါကိုတွားပြေးကောက်ပြီးတော့စစ်တပ်တွေကိုခေါ်ထားရတဲ့အချိန်ကြီးရောက်သွားပြီ ဟိုဟင်းတရားကပွဲယုံပိုင်ရှင်တို့ဘာလို့ပေါ့ဗျာဒါမိษွေတို့ online ပေါ်မှာတွေ့မယ်ကျွန်တော်လည်း online ပေါ်မှာတွေ့ရနော်ဒါလည်းဒါမမှန်ကန်ကန်ပြောပြကျွန်တော်ရတဲ့သတင်းဆိုကျွန်တော်ရတယ်လို့ပြောတယ်ဆိုတော့အခုအဲ့လောက်ထိဒီကောင်နေကြောက်လာပြီအာကျွန်တော်ကတော့ဒါဒီဒီဒီကောင်နေနဲ့ပတ်သက်ပြီးတော့ထုတ်တဲ့သတင်းကိုပြောပြတာပါနော်အာကျွန်တော်ကဒီဝင်းနေမိတ်တာကျောင်းဆရာတော်ဖခင်ကြီးကိုဒီကောင်နေပြတ်တက်တယ်လို့ကျွန်တော်အရင်ဆုံးပြောတာနော်အခု ကတော့ကျွန်တော်အရင်ဆုံးမဟုတ်ဘူးတည်င်းနေတက်လာပြီးတော့ကျွန်တော်တို့တည်င်းနဲ့ပတ်သက်ပြီးတော့ဒေတာခံနေမျက်မြင်ဒီအရာတွေကိုအသေးချမေးပြီးတော့မှမင်းတို့ဘုံကျဲတာလို့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်အရှိမပြောခဲ့တဲ့လူတွေအများကြီးပဲသို့တော့မြန်မာစစ်တပ်ကအဲ့ဒီဂုဏကစတင်ကြောင်းကိုဘုံကျဲလိုက်တာလုံးဝတရားရဂိုင်းနှုတ်လို့တော့ကျွန်တော်ပြောမယ်နော်ဒါ ਉ တော့ကျွန်တော်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 ဒါ ਉ တော့မြန်မာစစ်တပ်ကျဲတာ ဟုတ်ပလားအခုကျဲလို့တို့ကြောက်ပြီးလို့အခုဒီအမိတ်တွေထုတ်တာဒါဒါဒါကျွန်တော်ဟိုဟိုတင်းမော်ဗျာ లై ရှိုးကအဲ့လောက်မရှိပါဘူးပြီးရင်ခင်ဗျားတို့ပြန်နားထောင်ရင်အစအဆုံးပြန်တွေ့ရပါလိမ့်မယ်အဲ့ဒါနဲ့ဒီကောင်းနေဘလို့ဖြစ်လဲဆိုတော့ဟိုကျွန်တော်ပြောချင်တာဗျာလေတက်အရာရှိများရဲ့တဲ့ကိုရေးကိုတာအချက်လက်များကို မပေါက်ကြားစေရန်တဲ့စစ်တပ်ကအထူးကြက်မှတ်ပြီးဆောင်ရွက်နေတယ်လို့သိရတယ်တဲ့သူက ခြေလျင်တက်တည်လဲ ग्वान သွားပြီသူရေဓာတ်ဆိုတာရေတောင်မကူးတတ်တဲ့စစ်သားတွေเนาะနိုင်ငံတကာ level နဲ့ရှင်ဖို့ကတော့အဝေးကြီးเนาะအခု तू ဟာစစ်ပြန်တိုက်ဖို့လေဓာတ်အားကိုတုံးနေတယ်ဆိုတာကျွန်တော်ပြောတယ်လေဟိုတနေ့ကကျွန်တော်ထွက်ပြောလိုက်မယ်ခင်ကြီးနဲ့မင်းအောင်လှိုင်သဘောတူညီချက်ဟာမြန်မာနိုင်ငံဘလောက်ငရဲကြသွားမလဲဆိုတာကိုသူတို့လျှို့ဖွက်ထားတဲ့အချက်လက်တွေကျွန်တော်ထုတ်ပြောဖို့ရှိတယ်တရုတ်တံမရကြီးနဲ့ သူတို့ပြောတဲ့ဥစ္စာရှိတယ်နော်ကျွန်တော်တို့ထောက်လိုင်းအချက်လက်တွေတရုတ်ထောက်လိုင်းအချက်လက်တွေကိုတေချာလေ့လာနေစေမို့လို့ကျွန်တော်ဒါတွေတပေါင်းတစည်းတဲ့အဲဖြစ်သွားအောင် ပြောဖို့အတွက်ရွေးကောက်ပွဲကို တလောက်တိုင်းပြည်မှာမနိုင်ရတော့တဲ့အခြေအနေမှာရွေးကောက်ပွဲလုပ်ပြီးအာဆတ်လို့ကျွန်တော်အရင်မင်းအောင်လှိုင်အာဆတ်ကိုကူးချနေပြီလို့ကျွန်တော်ပြောခဲ့ဘူးတယ်เนาะအဲ့ဒါအင်တာဗျူးတရက်နဲ့ကိုကျွန်တော်ပြောခဲ့ဘူးတယ်အာရခမီဒီယာမှာเนาะအဲ့ဒါအခု မင်းအောင်လှိုင်ဟာအာဆတ်သွားတဲ့ပုံစံမျိုးတစ်ထက်တည်းသွားဖို့စီစဉ်နေတယ်ဒါပေမဲ့ deadlock ပေါ့ဗျာအဲ့ဒီဟိုရင်းနေတဲ့အခက်ခဲဖြစ်နေတဲ့ဥစ္စာနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုရအောင်သူကြော်လွှားမယ်နံပါတ်1ကတော့ရွေးကောက်ပွဲနံပါတ်2ကတော့ကျွန်တော်အဲ့ဒီ live ပြောတဲ့အချိန်ကြာရင်ကျွန်တော်ပြည့်ပြည့်စုံစုံပြောပြပါမယ်ဒါလားအခုက GPDF တွေမောင်းနှင်လိုက်တဲ့သတင်းစကားเนาะ ဒီ PDF ထောက်ခံသူတွေမောင်းနေလိုက်တဲ့သတင်းစကားကအဲ့လောက်ထိထိရောက်သွားတဲ့အတွက်သူတို့စစ်တပ်ထဲမှာ အမိတ်တရဇုံတရားတွေထုတ်လာတယ်လေဓာတ်အရာရှိတွေရဲ့ profile နေစစ်သားတွေရဲ့ profile စစ်စစ်တွေကိုမတင်ပြဘူးစစ်အရာရှိတွေရဲ့ profile စစ်စစ်တွေကိုမတင်ပြဘူးပြီးတော့လေချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အရင်တုန်းကတင်ပြထားတာတွေဘယ်နေရာမှာတော့အစာကောက်လိုက်ပြီးတော့ဘယ်နေရာမှာတော့နှက်ချီးပါသွားတယ်တို့ အဲ့ဓာတွေကိုလည်းအကုန်ပြန်ဖြတ်ခိုင်းနေတဲ့အပြင်အဲ့လိုတင်းပေါက်ကြားသွားတဲ့လီဒတ်တပ်ဖွဲ့ရဲ့မိသားစုဝင်တွေကိုစစ်တပ်ကအ мян ဆုံးတပ်တွင်းကိုခေါ်ယူထားရပါတယ်ဆိုတဲ့အကြောင်းအားလုံးသိအောင်ကျွန်တော်ကိုရှယ်လေးပြောပြလိုက်တယ်ဗျာအားလုံးခင်မင်းနဲ့ချစ်တယ်လုံခြုံရေးဂရုစိုက်ပါကျမ်းမာရေးဂရုစိုက်ပါနော်အားလုံးနေထိုင်ကျမ်းမာ